ရတဲ့အားလုံးမင်္ဂလာပါရှင်ကျမတို့ channel ကနေပြန်လဲကြိုဆိုလိုက်ပါရှင်ငလေးထန်တင့်တဲ့မန္တလေးမှာစီပွားရေးတမားနဲ့ဆက်မှုစုလုပ်ငန်းရှင်များနဲ့စီပွားရေးအဖွဲ့များကိုနေပြည်တော်သို့ခေါ်ပြီးတော့စကောင်းစီကအတင်းကျအလူငွေတွေတောင်းခံပြီးရန်ကုန်မှာလုပ်ငန်းရှင်များကိုလည်းလေးရဖြစ်ခေါ်ယူပြီးတော့ငွေတောင်းနေတယ်လို့သိရပါတယ်အကြံပဲစကောင်းစီကပြည်တွင်းမှာနာမည်ကျော်စီပွားရေးလုပ်ငန်းရှင်များနဲ့ဆက်မှုစုလုပ်ငန်းများစီပွားရေးဆိုင်ရာအတင်းပွဲများနဲ့လူမှုရေးအတင်းပွဲများကိုနေပြည်တော်သို့ခေါ်ကငလေးဘေးကူညီရေးအတင်းအကျငွေတောင်းခံနေကြငွေကြေးအတောင်းခံနေရတဲ့ စီပွားရေးအတိုင်းဝန်များသမှတ်တည်ရပါတယ် ယနေ့အေဘီလာတရနေ့မွန်လဲတနနာရီအချိန်မှာနေပြီးတော့တပောင်းခွဲရာယီခံမှတွင်အလူငွေလက်ခံပွဲကျင်းပမယ်ဖြစ်ပြီးမန္တလေးမှာလုပ်ငန်းရှင်များအတင်းဖွဲ့များရန်ကုန်မှာစီပါလုပ်ငန်းရှင်များအတင်းဖွဲ့များတက်ရောက်ရန်စစ်ကောင်စီကအတင်းချက်ဖြစ်အပ်ပြီးငွေတောင်းခံနေခြင်းဖြစ်ကြောင်းသိရှိရပါသည်မက်ဆလာ28ရက်နေ့ကလုတ်ခတ်ခဲ့တဲ့ငလင်းတန်းကြောင်းမန္တလေးနေပြီးတော့စခိုင်းပေါ်ဝင်မြန်မာနိုင်ငံအလဲပိုင်းဒေတာများတွင်သိဆိုးတူနဲ့ပြစ်စစ်ဆိုးရှုံးမှုများမြင့်မားခဲ့ကြောင်းထို့တို့ကြုံတွေ့နေရတဲ့အချိန်မှာကယ်ဆယ်ရေးနဲ့ကုညီရေးလုပ်ငန်းများလိုအပ်နေတဲ့မြို့များစွာရှိနေပြီးပြ ီးသူများဒုက္ခရောက်နေကြတော့လည်းပဲစကောင်းစင်ငွေချင်းရရှိရဖို့အတင်းကျပ်တော့ခဏရကြောင့်တရှိရပါတယ်ရှင်တို့အလုံးငွေတောင်းခံရတွင်ငလင်းထက်တဲ့မန္တလေးမှာလုပ်ငန်းရှင်များစီးပွားရေးသမားများစီးပွားရေးဆိုင်ရာအသင်းဖွဲ့များကိုနေပြည်တော်သို့ခေါ်ယူပြီးငွေတောင်းခံနေကြောင်းအလုံးငွေပေးအပ်တဲ့အခမ်းအနားသို့မန္တလေးမှာလူများမတက်ရောက်နိုင်ပါကအတူတူအပေါ်ချုပ်ကြီးမြို့ မျိုးမိုးအောင်နဲ့မန္တလေးတိုင်းဝန်ကြီးချုပ်တို့ကကိုစားအလုံွယ်လက်ခတ်ပေးမှဖြစ်ကြောင်းစကောင်းစီရဲ့အတင်းအဓမ္မဖိတ်ကြားအလုံွယ်တောင်းခံနေကြောင်းသိရှိရပါတယ်။ထို့ပြင်ရန်ကုန်မှာလုပ်ငန်းရှင်များအသင်းဖွဲ့များအနေဖြင့်နေပြည်တော်သို့ငွေလာပေးရန်စကောင်းစီကလေးရင်အတွားပြန်စစ်ဆင်ပေးမှဖြစ်ကြောင်းသိရှိရပါတယ်။ ငနေတဲ့မှာပိတ်မိနေတဲ့ပြည်သူတွေကိုတော့ကဲမထုံနိုင်သေးပါဘူးအဲ့ဒါကိုငွေရဖို့နေပြီးတော့မှအခမ်းအနားတွေနဲ့လေးရင်ပြန်အကျိုးပို့ဆင်ဆင်ပြီးအလူခံပွဲတွေလုပ်နေပြီးဟိုစီပွားရေးတရင်ရင်းမြစ်ကပြောဆိုထားဖြစ်ပါတယ်ရန်ကုန်မှာဆက်မှုစုံများကိုဆက်မှုစုတခုနဲ့ငွေကြသိန်းနေရမဖြစ်မနေစကောင်းစစ်တပ်တို့ပြန်အရန်စစ်တပ်ကဖိအားပေးလက်ရှင်နေကြောင်းတရှိရပါတယ်